ကျနကောနဲ့ကောနဲ့ပဲခူးတိုင်းနောက်ကျန်းရန်ကုန်ပြည်လမ်းမပေါ်ကမင်းလာမြို့နယ်အတွင်းစစ်ကွင်းမြို့နယ်ရန်ကုန်ပြည်လမ်းမိုင်းကိုဆက်သွယ်ထားတဲ့စစ်ကွင်းတာဆုံမှာဇွန်လ16ရက်နေ့ညနေ9:00လောက်ကဒေသရင်းကာကွယ်တပ်တွေနဲ့စစ်ကောင်စီတပ်တို့ကြောင်းမင်းနဲ့30ကြာတိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပါတယ်ဒီတိုက်ပွဲအတွက်မှာစစ်ကောင်စီတပ်ဘက်ကအရာရှိ၄ဦးအပါအဝင် တပ်သား20လောက်တေဆုံးခဲ့ပြီးလက်ရှိမှာလည်းစစ်ကောင်စီတပ်ဘက်ကအင်အားထပ်ဖြည့်လာတဲ့အတွက်နှစ်ဖက်စစ်ဆိုင်ထားကစီရီတဲမာနေတယ်လို့ American PDF တရင်383ရ3ရက်တရင်မှုကပြောပါတယ်ခုလက်ရှိကတော့အင်အားတွေသူအကုန်ဖြည့်တင်းလာတယ်ပြီးတော့ဒီအခုရန်ကုန်ပြည်လမ်းအဲအဲအနောက်မှာသူလမ်းတလမ်းရှိသေးရဲ့အမင်းလာနဲ့စက်ကွင်းတို့ဘာလို့အဲ့လိုဆက်သွယ်ထားတဲ့လမ်းရှိရဲ့အဲ့လမ်းမှာရောတောက်လျှောက်သူတို့အင်အားတွေအကုန်ဖြည့်ရတယ် ဟုတ်အခုကတော့စိုင်းလာတဲ့အချိန်လေးပေါ့သူတို့ဘက်ကတိုးရင်တော့ကျွန်တော်တို့ဒီကားရဲ့သူတို့ဘက်ကတိုးလိုက်ရင်တော့ဖြစ်မှာပေါ့ကျွန်တော်တို့ဘက်ကလည်းအခုအဲအလုပ်လုပ်မှုတွေရောရှိပါတယ်စကွင်းတာဆောင်မှာအထိုင်ချထားတဲ့စကောင်စီတက်ရဲ့ဂိတ်စခန်းကိုဘကိုတိုင်းစစ်ဌာနဗျူဟာ22လောက်ကန်တက်ရင်တွေနဲ့အရှိုးချင်းကာကွယ်ရေးတပ်တို့ကတွားရောက်တိုက်ခိုက်ခဲ့တာပါတိုက်ပွဲဖော်ဆောင်ခဲ့တဲ့အချိန်ကအဲ့ဒီစခန်းမှာစကောင်စီတပ်ဘက်ကအရာရှိတချို့ရောက်ရှိနေခြင်းဖြစ်တာကြောင့် တာဝရီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဒုတိယပုံမှုကြီးဇော်မျိုးဝင်းအုပ်ဖို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ပုံမှုခရိုင်ရဲမှုအဆင့်တအူးလဲတည်ဆုံတယ်လို့ကာကွယ်ရေးတပ်ဘက်က ပြောပါရယ်ဒီချက်လက်ကိုတော့ AR ကတိချအတည်ပြုနိုင်ခြင်းမရှိသေးပါဘူးဖြစ်စဉ်အတွင်းမှာအဲရန်သူဘက်ကဒီတာဝရီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်ပေါ့နော်အဖွဲ့ဝင်တက်ဒီပုံမှုကြီးဇော်မျိုးဝင်းပေါ့ပြီးတော့အုပ်ဖို့မြင့်နယ်စီမံအုပ်ချုပ်ရေးမှု ဘုံမှုတူရဲ့နောက်ပြီးတော့ကျွန်တော်ရဲရရှိတူအပါဝင်စက္ကဆာအာ20ကျော်တည်ရဲလို့အာညီပြန်ရတော့ကျွန်တော်တို့အခြေခံပေးပို့ထားတာရှိပါတယ်လက်ရှိမှာတော့မင်းလာမျိုးဘက်ကိုအုပ်ဖို့မျိုးမှရှိတဲ့ခမရ6တရင်မင်းလာမျိုးမှရှိတဲ့ခြေလင်းတရင်ခလာရ1ပြည်မျိုးဘက်ကစက်ကောင်စီတက်အင်အားတွေနဲ့ မော်ဘီမျိုးဘက်ကစည်ရင်ယာတွေပို့ဆောင်ထားတယ်လို့383ရဲ့တင်းမှုကဆိုပါတယ်။ဖြစ်တင်းအင်အားတွေနဲ့ပေါမာကလက်ရှိဒေတာအတွင်းမှာစကောင်းစီတပ်ဘက်ကအင်အား200နဲ့300ဝန်းကျင်ကြားရှိနေတယ်လို့ပြောပါရတယ်။မင်းလာမြို့နယ်အတွင်းမှာလည်းစကောင်းစီတပ်ကနေရာလေးခုထပ်မံမှာလက်နက်ကြီးအထိုင်ချတပ်ဆင်ပြီးဇက်တိုက်ပစ်ခတ်နေတယ်လို့ဆိုပါရတယ်။ဒီစစ်စင်ရေးမှန်းချက်ကရန်ကုန်ပြည်လမ်းနဲ့ကက်လျက်ရှိနေတဲ့မင်းလာအုပ်ပိုလက်ပရန်မြို့နယ်တွေမှာ နန်နေစုံမိုးရေးဖော်ဆောင်မှုဖြစ်တယ်လို့တရင်3633ညတရင်မှုကပြောပါတယ်။ဒီကကဟောင်းကျွန်တော်တို့ဒီလက်ဗရန်မင်းလာအုပ်ဖို့ကျွန်တော်အဲ3မျိုးနေရောအဓိကစုံမိုးမှုလောက်နေရပေါ့။ဒီကရန်ကုန်ပြည်နှန်းကျော်ဈာရဲဖြစ်နေတော့ကျွန်တော်တို့ဒီလမ်းအနေနဲ့အဓိကထားလောက်အောင်ပါပဲ။ခုလက်ရှိဆိုရင်တော့ကျွန်တော်တို့ဒီဘက်အဲမင်းလာလက်ဗရန်မင်းလာပေါ့ဒီဘက်အရှိကြံအောင်တော့ကျွန်တော်တို့အကုန်စုံမိုးသားရဲ့လို့ပြောလို့ရတာပေါ့။ညာရွာရီအတွက်နေရတော့ ျွန်တော်တို့လောဆယ်ဆက်ရှိရွာလောက်တော့ရှိမယ်ဗျ။ဘူတိုင်းနောက်ချန်ကားမြို့နယ်အားလုံးအတွက်လမ်းမဆက်သွယ်ရေးမှာအ धिक အားထားအသုံးပြုနေရတဲ့ရန်ကုန်ပြည်လဟာရန်ကုန်မြို့နယ်နဲ့ပဲခူးအနောက်ချန်ကားပြည်မျိုးတို့ကိုဆက်သွယ်ထားပြီးအရှေ့အပြင်မိုင်းပေါင်း180လောက်ရှိလျားပါတယ်။ဘူတိုင်းနောက်ချန်မားမြို့နယ်ပေါင်း14မြို့နယ်ရှိတဲ့အနက်6မြို့ကတော့ဒီလမ်းပေါ်မှာတည်ရှိနေတာလည်းဖြစ်ပါတယ်။နမည်ဆုံးမှုမှုဖော်ဆောင်မဲ့မြို့3မြို့ကလည်းဒီလမ်းမှာကြီးနေထိစပ်နေတာပါ။ ။နံမြေစိုးမိုးမှုပေါ်ဆောင်ရင်မှာစီရေးဆိုင်ရာစိန်ခေါ်မှုတွေလည်းရှိသလိုစိုးမိုးနံမြေတွေကိုဆက်လက်ထိန်းသိမ်းထားနိုင်မှုစိန်ခေါ်ချက်တွေလည်းရှိနေတယ်လို့ဆိုပါရယ်။ရန်ကုန်ပြည်လမ်းပေါ်ကဒီစစ်ကွင်းတာဆောင်ဂိတ်ကိုပဲပြီးခဲ့တဲ့မတ်လအတွင်းကလည်းတိုက်ခိုက်ခဲ့ပါသေးတယ်။လက်ရှိမှာတော့စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်မေလာမြို့နယ်ကကြေးရွာပေါင်း15ရွာလောက်ကဒေသခံထောင်ထဲခြေကလည်းစစ်ပိတ်တိမ်ရှောင်နေကြပါရဲ့ရှင်။